ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကကျွန်တော်ဆယ်လပိုင်းတရဗီတာသမီးတွေရဲ့တလတာကန်ဆိုးကောင်းလေးကိုသုံးသပ်ကျွန်တော်ရဲ့ဒီတဲရော့နဲ့သုံးသပ်ပြီးတော့ဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအားဘေးရင်ယုံကြည်တဲ့လူတစ်ယောက်လည်းဖြစ်တယ်တရဗီတာသမီးလည်းဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့တလတာကောင်းချီးဆိုးခြင်းတွေကိုဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ဖို့အတွက်ကျွန်တော်အခုဒီဗီဒီယိုလေးကိုကြည့်လိုက်ရခြင်းဖြစ်ပါတယ် ကျွန်တော်ကတော့အဘမင်းနေကရတဲ့ပဲဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးနေရတရားနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိရဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်အပြင်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ဘေးနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရပါဖြစ်ပါတယ်အဲ့တော့ဒီနေ့ကိုကျွန်တော်တနေ့လား oh sorry ဇန်နဝါရီတာသမီတွေအတွက်နော်ဆယ်လပိုင်းအတွက်တလားတော့စတင်ခေါ်လိုက်ရအောင် ပေါ့ပေါ့ဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့သားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဒီကလာမှာဆက်သူရှယ်ယာမိတ်ဆွေအပေါင်းအသင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုရှင်ဖိမမှုကောင်းနေများစွာရရှိလာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုလုံးနေတဲ့အလုပ်ဟာအရင်ကတည်းက customer တွေများလာမယ်အရင်ကတည်းကိုယ့်ရဲ့အလုပ်ကိုတခြားသောသူတွေကဝယ်ခြင်းစိတ်လာခြင်းစိတ်ဖြစ်ပေါ်လာတဲ့အခြေအနေအပိုင်းခြားလို့ကျွန်တော်ရဲ့ကတ်ကဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ကိုရောင်းတဲ့ပစ္စည်းကိုလုံနေတဲ့အလုပ်ပေါ်မှာတည်တည်ချာချာကောင်းမွန်လုပ်မယ်ဆိုရင်ကံထောက်ပံ့ကောင်းတွေများစွာဒီထက်ပုံမှန်ပြီးတော့ရရှိလာနိုင်ပါတယ်။တခုပြောချင်တာတော့ဒီလိုကာလမျိုးမှာအလုပ်လုပ်တဲ့အခါမှာအတက်နိုင်ဆုံးစကားကိုနူးနူးညံ့ညံ့ချွတ်ချွတ်သားသားပြ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 နဲ့ပြောဆိုပြီးတော့စိတ်ရှိတိခံမှုအတွက်လိုအပ်ပါတယ်။ဒီလိုမျိုးနေထိုင်မယ်ဆိုရင်လက်ရှိကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေဟာအကောင်းဘက်ကိုဖူးတည်လာနိုင်တဲ့အချိန်တွေပိုင်းခြားများစွာတွေ့ရှိနေရပါတယ်။နောက်တစ်ခုကတော့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းပါ။ ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့ဘိုင်းမှာလုပ်ငန်းကိစ္စအဆင်ပြေမှာတော့ငွေကြေးကိစ္စကလည်းသူ့အတူအထိုက်လျောက်တော့အဆင်ပြေလာမယ်ဆိုတဲ့အပိုင်းခြားမျိုးဖော်ပြထားတယ်ဒါပေမဲ့ဝင်လာတဲ့ငွေတွေဘာကြောင့်ကုန်လဲဆိုတော့ငွေမဝင်ဘူးပြောတယ်အာပြောတာမဟုတ်ဘူးเนาะငွေဝင်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီငွေတွေပြန်ကုန်နိုင်တဲ့နည်းလမ်းဟာဒီကမှာဖော်ပြထားခြင်းဖြစ်ပါတယ်အဓိကမိသားစုရေးရာကိုညီငယ်ညီမငယ်တွေစားပြည့်ကိုသားသမီးတွေကြောင့်အာငွေကုန်ကြေးကျပြန်လည်ပြီးတော့ဖြစ်ပေါ်တတ်ပါတယ်ဆိုတော့တစ်ဖက်မှာငွေဝင်တယ်ကိုယ့်ရဲ့အိမ်တော်ရေးကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေး ထင်တာတက်ငွေပုံပုံပြီးတော့ကုံဆုံးမှုညားနေတတ်တယ်ပေါ့နော်ငွေကုံမှုပေါ့နော်တစ်ဖက်မှာလည်းလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးငွေမဝင်တာမဟုတ်ဝင်တယ်ပုံမှန်တသိန်းဝင်လို့9000ဆုလို့ရမယ်ဆိုရင်အခုတသိန်းဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်3000လောက်2000လောက်ပဲဆုလို့ရတယ်ဆိုတော့ပုံစံမျိုး sorry ပါခဏဖုန်းလာလို့နည်းနည်းလေးအဖြတ်တောက်နေဖြစ်သွားတယ်ဆိုရင်ခွလုတ်ပေးပါအဲ့တော့ကျွန်တော်ငွေချေးကိစ္စပြီးသွားလို့ရှိရင်ကျမကြီးကိစ္စပါ အမှန်တမ်းပြောရင်တော့ဒီကျမ်းမာရေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာတော့ကျော်ပရိသသမိတွေသွေးသားနဲ့ပတ်သက်တဲ့အပိုင်းနဲ့အားနေပါတယ်။အမျိုးသမီးမှာလည်းသွေးသားနဲ့ပတ်သက်တဲ့ပြဿနာတွေအမှအမျိုးသားမှာဆိုရင်သွေးအားနေတာသွေးတို့ရစားဖြစ်သွေးနဲ့ပတ်သက်တဲ့နော်သွေးမတန်တာတွေစားဖြစ်ပေါ့နော်ဒီလိုမျိုးသွေးသားနဲ့ပတ်သက်တဲ့ကျွန်တော်တို့ယောဂလက္ခဏာတွေဖြစ်ပေါ်ဖို့အတွက်လွယ်ကူပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့သွေးသားနဲ့ပတ်သက်တဲ့အပိုင်းကိုကိုယ့်ဟာကိုယ်သတိထားစင်တီမီနေထိုင်မယ်ဆိုရင်ကျမ်းမာရေးအကုတ်အတွက်ကောင်းမွန်လာနိုင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်ကျွန်တော်ရဲ့အခြေအကျိကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ အခြေကိစ္စမှာတော့လူငယ်တဘောတဘာဝချစ်ကြိုက်တဲ့ဆိုတဲ့အပိုင်းကဏ္ဍမှာတော့ဘာမှပြဿနာမဖြစ်ပေမဲ့လည်းခဏပြောတော့ကိုယ်အိမ်နဲ့မိတ်ဆက်ပေးမဲ့အပိုင်းဒီနော်အတိပေးမဲ့အပိုင်းဒီမှာတော့နည်းနည်းလေးအချိန်စောလုံးနေတယ်လို့ပြောချင်ပါတယ်အဆိုလိုချင်တာကဗျာဒီလိုကာလမျိုးမှာကိုယ့်ရဲ့ချစ်သူကြီးစားတွေကိုကိုယ့်ရဲ့အိမ်နေနဲ့မိတ်ဆက်ပေးမယ်ကိုယ့်ရဲ့ညီကိုတွေနဲ့မိတ်ဆက်ပေးမယ်ကိုယ့်ရဲ့အပေါင်းသင်းမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမယ်ဆိုရင်မသိတော့တယ်ဘူး။ဘာဖြစ်လဲဆိုတော့မလိုလားတဲ့အနှောက်အယှက်တွေကအားရကနေတဲ့လာနေတဲ့အတွက်ကြောင့်မလို့ကိုယ်တွေနှစ်ယောက်ချစ်နေတာကချစ်နေတဲ့အတိုင်းပဲထားပါ တော့မိသားစုအတိပေးတာမျိုးအတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာမျိုးတခြားကိုတိတွန်းနေတဲ့လူတွေနဲ့ခင်မင်ပသက်မိတ်ဆက်ပေးတာတွေဟာပြဿနာတွေကိုအစပြုလို့လက်ရက်ခေါ်လို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဒီလိုကာလမျိုးမှာအဲ့လိုမျိုးကိုယ့်ရဲ့ခင်မင်ရတဲ့မိတ်ဆွေပေါင်းသင်းတွေနဲ့ကိုယ့်ရဲ့ချစ်သူကြီးစားနဲ့မိတ်ဆက်ပေးဖို့မကြိုးစားပါနဲ့။အားရလေးဟောပေးချင်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်။ကျွန်တော်ဂျာရပရိသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ အိမ်တော်ရေးကိစ္စမှာတော့အမှန်တည်းပြောမယ်ဆိုတော့မနာလိုမှုများတယ်ပေါ့နော်မနာလိုမှုများတယ်ဆိုတော့ကိုယ့်ရဲ့အိမ်တော်ရေးကိစ္စတွေမှာစီးပွားရေးအဆင်ပြေလာမယ်ငွေကြေးအဆင်ပြေလာမယ်စတဲ့ဖြစ်ပေါ့နော်ဒီဟာတွေအပေါ်မှာကိုယ့်ဘော်ကိုကြည့်မရတာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ကိုယ့်ရှိမှာတစ်မျိုးကိုယ့်နောက်ခွယ်မှာတစ်မျိုးဒီကိုယ့်လူရင်းထဲရပဲဖြစ်ဖြစ်ဒစိမ့်ထဲရပဲဖြစ်ကိုခင်ရတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရှိမှာမျက်နှာချိုတယ်ကိုယ့်နောက်မှာကြာကိုယ့်မကောင်းကြောင်းတွေရှောက်ပြောနေတာတွေဒီလိုဟာမျိုးတွေဒီလိုကာလမျိုးမှာတွေ့ကြုံလာနိုင်တယ်နည်းနည်းလေးခရူးဆိုင်ဖို့အတွက်တော့လိုအပ်ပါတယ်ဒါကြောင့်မလို့ လိုလာတဲ့ပုံမှုပြီးတော့ကျွန်တော်စကားပြောတာတွေကိုယ့်ရဲ့အတွင်းရေးကိစ္စတိုင်ပင်တာတွေဆွေးနွေးတာတွေရင်ဖွင့်တာတွေမလုပ်ပါနဲ့ကိုယ့်ရဲ့အားနေချက်ကိုယ့်ရဲ့အောက်ဖဲကိုသူများဟိုဒီလိုကာလမျိုးမှာတိုင်ပင်ဆွေးနွေးပြောဆိုဖို့အတွက်မသင့်တော်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယ့်ယောက်ျားမကောင်းကြောင်းဖြစ်ကိုယ့်မိန်းမမကောင်းကြောင်းကိုယ့်သားသမီးမကောင်းကြောင်းစသဖြင့်အာအိမ်ထဲအပူအိမ်ပြင်မထုတ်တာအကောင်းဆုံးဖြစ်နေတယ်ပေါ့နော်အဲ့လိုထုတ်လိုက်မယ်ဆိုရင်တို့တို့အတွက်ပုံမှုပြီးတော့ခွဲလန်းကောင်းနေရရှိသွားမှာပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ကျွန်တော်ပြည်သားသမီးတွေရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ဝန်ထမ်းတွေကြနေတဲ့ကက်ပိုင်းချားလေအလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးအမတန်ကန်ကောင်းနေတဲ့ကာလာအပိုင်းချလို့ပဲပြောရမှာပေါ့နော်ဒီအချိန်မှာအလုတ်ပြောက်နေတဲ့လူအလုံးမရှိတဲ့လူပဲလုပ်ငန်းအခွင့်အလမ်းကောင်းနေအများကြီးရရှိလာနိုင်တယ်အလုတ်ရဖို့အတွက်လည်းကန်ထောက်ပံ့ကောင်းနေအများကြီးရရှိလာနိုင်တယ်လုံချင်းမလုံချင်းကတော့ကိုယ်နဲ့တက်ဆိုင်တာပေါ့နော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်လေအဲ့တော့ ဒီလိုကာလမျိုးမှာအထက်လူကြီးတွေရဲ့ဆောင်းမကြည့်ရှုမှုတွေနော်အဲစားလိုက်ဖြစ်လုပ်ငန်းကနေတဆင့်ကိုတော့ပျော်ရွှင်မှုပါဗျာ။ဥမာပတ်စံရတာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့နေရာကိုလိုချင်တဲ့ position ကိုလိုချင်တဲ့ခွင့်ကိုပြောင်းချင်တဲ့နေရာတွေစားဖြစ်ဒီလိုမျိုးကိုတော့လုပ်ငန်းကနေဆင့်ကိုမျှော်လင့်ထားတဲ့အရာတွေရရှိလာလို့ပျော်ရွှင်မှုဖြစ်ပေါ်တဲ့အခြေအနေပိုင်းခြားမျိုးကိုကျွန်တော်ပြည်သားသမီးတွေဖြတ်သန်းနေရပါတယ်။ဒါကြောင့်မလို့ဝန်ထမ်းအနေနဲ့ပတ်သက်ပြီးတော့အလုတ်ကန်ကန်ကောင်းတယ်လို့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ပညာရေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ အမှန်တကယ်ပြောရင်တော့ဒီကာလမှာပညာရေးနဲ့ပတ်သက်ပြီးငွေကုန်မခန့်ပါနဲ့ဆိုရလေငွေအပြောင်းအများသုံးနှုန်းပြီးတော့မှအဲ့ပညာရေးတစ်ခုကိုကျွန်တော်လေ့လာမယ်စီးပူးရမယ်ဆိုမိတ်ဆွေအနေနဲ့လမ်းခုလက်မှာအဲ့ကိုစီးပူးမဲ့ပညာတွေဆက်လက်မစီးပူးအောင်အဖြစ်တွေကြုံတွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ဒါမှဒါပတ်စံကုန်ကြက်ခံထားပြီးတင်မယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့ခဏပြောလို့မျိုးပညာရေးကိစ္စအရင်းနဲ့ပတ်သက်ပြီးငွေကုန်ချင်းကြခံတဲ့ကိစ္စတွေတိတ်မလုပ်ပါနဲ့ဒီတိုင်းကိုယ့်အကူလေ့လာတယ်တင်လောက် တင်ယူတယ်မှတ်သားတယ်ဆိုရပြီအဲ့တော့တင်တန်းတက်တာတွေဟိုအရင် risk ခံပြီးတော့ပတ်စံအများကြီးပြီးငါဘောကပြောင်းလဲမယ်လို့တွားပြီးတော့တက်လိုက်လို့ရှိရင်ဘာမှဖြစ်မလာဘူးဆိုတော့ပတ်စံကုန်သွားတာပဲဖတ်တင်လိုက်မယ်เนาะအဲ့တော့ပညာရေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ငွေကုန်ကြေးကြတိတ်မခံစေချင်ငွေကုန်များလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့เนาะဒါကလည်းအဲကိုယ်အတွက်ကြောက်ပဲဖြစ်ကိုယ်သားသမီးပဲဖြစ်ဖြစ်တခြားအာသာကိုယ်နဲ့ပတ်သက်နေတဲ့လူပညာရေးမှာပဲဖြစ်ဖြစ်ကိုကကူညီပေးမယ်ဆိုရင်သတိထားကူညီပေးပတ်စံဆုံးတာပဲဖတ်တင်လိုက်မယ်เนาะအဲ့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့် နိုင်ငံသားနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်။နိုင်ငံသားကဏ္ဍနဲ့ပတ်သက်လာရင်တော့ဒီလိုအချိန်ခါမျိုးမှာအကြက်တဲတစ်ခုနဲ့ကြုံတွေ့နေရထွက်ရတော့မယ်ထွက်ရတော့မယ်ထွက်ရတော့မယ်ဆိုပြီးတော့တဖြည်းဖြည်းနဲ့အနောက်ဆောင်ယူဆောင်ယူဆောင်ပြနေတဲ့စဉ်။သွားကျင်စိတ်ပါပျောက်ဆုံးတာမျိုးတွေဖြစ်သွားတတ်တယ်။ဆိုတော့ဖြစ်လာလို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 ့ ਨੇ ဒီတိုင်းနေဘူးလှမ်းခံနေရလို့ဖြစ်နေတတ်ပါတယ်။ဒါတော့နိုင်ငံသားကဏ္ဍနဲ့ပတ်သက်ပြီးပြောတာပေါ့နော်။အဲ့တော့မတော်ဘူးလားဆိုတော့ပေါ်ဘူးတဲ့ကံအခွင့်လက်နင်းတယ် နည်းတယ်ဆိုတော့ပတ်စနစ်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့20ရာခိုင်နှုန်းလောက်ပဲရှိတယ်ပေါ့နော်အဲ့တော့လူရောက်တရာမှာဆိုလူရောက်20လောက်ပဲကျွန်တော်တို့တာသမီတွေဒီအချိန်မှာနိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက်အစီအမံချောမွေးမှုတွေရရှိမယ်လို့ပြောချင်းဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်တို့တာသမီတွေလောက်ဒီနေ့ပဲလို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာနေနေဒီတော့မာသေးလို့စုမကောင်းတောင်းနေကျွန်တော်ရဲ့ဒီ live ကိုဒီမှာပဲ live တောင်ဖြစ်နေ sorry ကျွန်တော်ရဲ့ video ကိုဒီမှာပဲရန်တော်ခွင့်ပြုပါ viewer တွေဒါအကြပါတယ်ကြည့်တဲ့လူတွေပဲကြောက်နေလဲမသိပါဘူး